ကားတော်သမီးတော်ဆွေတော်မျိုးတော်များအပေါင်းတို့ယခုတပတ်တော့ပရိတ်တော်တုတ်တော်တို့ဤအကျိုးအကြောင်းများကို ပြောပြပေးပါမယ်မြတ်စွာဘုရားရှင်ဤရွှေနှုတ်တော်မှာမိန်ကြားခဲ့သော ဟောပြောဆုဆုံးမခဲ့သော အဆုံးအမတော်များသည့် တတဝါအပေါင်းတို့အတွေ့ဘေးသူရန်စုအန္တရေစုများမှလူကင်းစီရန်အကာအကွယ်အယံအတာ ဖြစ်ပါသောကြောင့်ပရိတ်တော်ဟူ၍အမိတွင်ခဲ့ပါれတတ်မှတ်ခဲ့ပါれအမှန်တကယ်လဲဘေးအန္တရာယ်များကို တားဆီးကာကွယ်ပေးခဲ့သလိုရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့ပါれ မြတ်စွာဘုရားရှင်ကိုယ်တိုင်လဲယရဏတုတ်တော်ဖြင့်တက်တေပြပြုလုပ်ခဲ့ပါတယ်ယခုခေတ်အချိန်ကာလမှာတော့အများစုကရုပ်ဘတ်တရေစေပူဇော်နေကြပေမဲ့အကျိုးကျေးဇူးမရရှိသလိုဖြစ်ပေါ်ခံစားနေကြရပါတယ်။ဘာကြောင့်လဲလို့ဘုံဘုံကိုလာရောက်ဘူးမြော်ကြတဲ့နတ်မင်းကြီးတွေကိုမေ့ကြည့်လိုက်တော့ ယခုကေကာလမှာရွတ်ဖတ်နေတဲ့သူတွေနဲ့နာယူကြတဲ့သူတွေမှာလိုအပ်တဲ့အရေးချင်းတွေမပြည့်စုံကြလို့ဖြစ်တာပါအဓိကအချက်ကတော့ယရနာ၃ပါးအပေါ်ယုံကြည်လေးစားမှုအားနယ်လွန်ပြီးဒုက္ခရောက်တုံးလေးသာအမိတကြလို့ပါခရာသာဝရဇွဲလန်းယုံကြည်တဲ့ တရဏဂုံမရှိကြလို့ပါတချို့ကြလူကျင်နာရှိလို့ရုတ်ဖတ်ကြပြီးပြည့်သွားရင်ဒီဇိုင်းမှန်မှန်မလုပ်ကြတော့ပဲနောက်တကားလူကျင်နာရှိမှတခါထပ်ပြီးလုံမယ်ဆိုတဲ့စိတ်တွေကြောင်းပါဖေယားတချို့တန်ဃာအများစုကလည်းတကားတကမတွေတောင်းဆိုမှု တောင်းဆိုသည့်အတွက်ကြောင့်ရုတ်ဖတ်ကြပြီးဒီဇိုင်းမှတ်မှတ်ရုတ်ဖတ်တာမရှိပါဘူးဖေယပရိတ်တို့ပဋ္ဌံတို့ဓမ္မစကြာဆိုတဲ့တရားမြတ်တွေဟာနေ့စဉ်နှလုံးသွင်းစင်ကျင်နေထိုင်ရပါမယ်ဖေယရုတ်ဖတ်ပွားများသူများသာလျင်ယခုချိန်မှာအစွမ်းထက်သူဖြစ်မှာပါဖေယရေပိစေးဖြစ်မှာပါဖေယလို့ပြောထားကြပါတယ် ဗုဒ္ဓဘာသာလို့ခံယူထားကြပေမဲ့ပွားများလေ့ကျင့်အားထုတ်မှုနဲ့ယုံကြည်လိုက်နာကျင့်သုံးမှုတွေဟာ အလွန်နှဲပါလှပါတယ်ဗျာလူတော့မှဘယ်နှခေါက်ရွတ်ပါဆိုပြီးအသုံးပြုတဲ့လူသုံးတွေ ဖြစ်နေကြပါပြီဗျာယခုလူသားတွေရဲ့ပြောဖို့ဆိုဖို့လုတ်ပုံကင်ပုံနေပုံထိုင်ပုံသွားပုံလာပုံလှုပ်ရှားပြုတ်မှုပုံတွေဟာ တရားမှမင်္ဂလာကျက်တည်ရည်မရှိသလိုဖြစ်နေလို့ယဉ်ကျေးတိမ်မွေးမှု မရှိတဲ့အတွက်နတ်ကောင်းနတ်မြတ်တွေရဲ့အကူအညီကိုမရရှိပါဘူးဗျာမိဘတွေအပေါ်မှာတောင်းရိုင်းဆိုင်နေကြပြီးဒုက္ခရောက်တော့မှလူကျင်နာရှိတော့မှတန်ဃာတွေကိုပိတ်ပြီးရွတ်ကြပေမဲ့တရားနာတာတောင်းနိုင်မီနေကြတော့ အိမ်ဆောင်နတ်တွေကိုဆောင်နတ်တွေတောင်းမကူညီကြတော့ဘူးဖရာလို့လျှောက်ထားကြပါတယ်။ဒါကြောင့်လဲအိမ်တိုင်းအိမ်တိုင်းမှာဇီဝရေးပြုကွဲခြင်းအိမ်တော်ရေးပြုကွဲခြင်းလူမှုရေးပြုကွဲခြင်းရှိပြီးသားစည်းစိမ်ဥစ္စာများပြုကွဲခြင်းရာထူးဌာနန္တရာပြုကွဲခြင်းများနဲ့တွေ့ကြုံနေကြရပြီးနောက်ဆုံးကဆူးကပြက်တွေနဲ့တွေ့ကြုံရပြီး လောင်မီးကြသလိုပျက်စီးကုန်ကြရတာပါခရာမိခင်ဘခင်ရဲ့ကြီးစုတရားတော်မတိတတ်တဲ့သူတွေကအမတန်ဝေးကွာနေတဲ့ယရနာ၃ပါးဂုံကြီးစုကိုဘယ်လိုတိတတ်မှာလဲဖရာဒါကြောင့်သူတို့တွေရုပ်ဘတ်ပူဇော်ကြပေမဲ့နာကြကြပေမဲ့ဘယ်နှမ်းမှမကာကွယ်မဆောင်လျှောက်တော့ပါဘူးဖရာလို့ရောက်ထားကြပါတယ် ဒါကြောင့်ဘုံဘုံကိုယ်တိုင်ကြည်ညံကြိုးကုတ်အာထုတ်ပြီးအဓိဋ္ဌာန်ဤတခုပြီးတခုဝင်လျက်ခொနှစ်ရသာသမီတွေအတွက်မိမိတို့တွေ့ကြုံခံစားနေရသော အခဲအခဲဆင်းရဲဒုက္ခတို့နှင့်ကိုက်ညီသော ပရိတ်တော်များကိုနာကြား၍လိုက်နာကျင်သုံးနိုင်ရန်အခဲအခဲဆင်းရဲဒုက္ခပေါင်းမှကြော်လွားနိုင်စေရန်အတွက် ပရိတ်တော်တုတ်တော်များကိုတတုတ်ချင်းစီ ခွဲ၍ရုပ်ဖတ်ပူဇော်ပေးပါမယ်။ဘယ်လိုဆင်းရဲဒုက္ခအခဲအခဲကို တွေ့လျင်ညီသည့်ပရိတ်တော်ကိုရုပ်ဖတ်ခြင်း၊နာယူခြင်း၊ပူဇော်ခြင်းတို့ကိုပြုလုပ်ရမည်ကိုလည်းပြောပြထားပါရဲ့။ဘုံဘုံပူဇော်ထားသည့်အတန်အတိုင်းတူတူလီလိုက်၍ရုပ်ဖတ်ပူဇော်နိုင်ပါရဲ့။ ယောဘတ်ပူဇော်သူတို့သည်အယက်သေးစာမူးယစ်ဆေးဝါးကင်းစင်သူဖြစ်ရပါမယ်။တတော်သမီးတော်ဆွေတော်မျိုးတော်များအပေါင်းတို့ဘုံဘုံကိုယ်တိုင်ယောဘတ်ပူဇော်ထားသောပိဋိတော်များကိုတတုတ်ချင်းစီတင်ပေးမိဖြစ်ပါれ။လိုအပ်တော်သူများပူဇော်လိုတော်သူများကပူဇော်ခြင်းမာသည်ဟု ပြောကြပေးပါယံ။ မေတ္တာရက်ခံပါれယခုလိုကြောင်းကိုပိတ်ထားရသောအာလတ်သော အချိန်ကာရမြားတွင်အဋိဌံမျိုးစုံကိုဝင်၍ပူဇော်ထားသောပရိတ်တော်များဖြစ်ပါသောကြောင့်ခொနည်းသာသမီများအတွက်အလွန်အလွန်တန်ဖိုးရှိလာပါれကျမ်းမှာချမ်းသာကြလို့ဘေးအန္တရာယ်အမျိုးမျိုးမှကျော်လွှားလွတ်မြောက်နိုင်ကြပါစေဗျာ Ah!